ရဲဆောက်မျိုးအာတကတိရဲဆောက်ကျောင်းတွင်ကျောင်းဘက်ဝင်ကျင်တန်ရှင်းတာယာလပရေးအတွက်စုပေါင်းတန်ရှင်းရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ရဲဆောက်မျိုးတွင်ယနေ့နေ့9နာရီကရဲဆောက်မျိုးအာတကတိရဲဆောက်ကျောင်း၌ကျောင်းဘက်ဝင်ကျင်တန်ရှင်းတာယာလပရေးစုပေါင်းတန်ရှင်းရေးဆောင်ရွက်ခဲ့ကြပါတယ်။စုပေါင်းတန်ရှင်းရေးကိုမြို့နယ်စင်ဌာနဆိုင်ရာများဆရာဆရာမများနဲ့ပြည်သူများပူးပေါင်း၍ကျောင်းတန့်ရှင်ရေး ချုံနယ်ပိတ်ပေါင်းများရှင်လင်းရေးအဆောက်အဦနှင့်ညှိနေသည့်တက်ကိုင်းများခုတ်ထွင်ရှင်လင်းခြင်းတို့အားဆောင်ရွက်ခဲ့ကြပါသည်စုပေါင်းတန့်ရှင်ရေးဆောင်ရွက်နိုင်မှုအခြေအနေများကိုရဲဆောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များကကြီးစုစစ်ဆေးခဲ့ကြပြီးကျောင်းသားကျောင်းသူများသွေးလွန်တုပ်ကွေးယောဂဖြစ်ပွားခြင်းမှကင်းဝေးစေရန်အတွက်လိုအပ်သည့်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ ဆက်လက်ပြီးကလောမျိုးတန့်ရှင်းတာယာရေးနှင့်ရေစည်းရေလာကောင်းမွန်စေရေးအတွက်ရေနှုံမြောင်းစေယူခြင်းလုပ်ငန်းဆောင်ရွက်တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကလောခရိုင်ကလောမျိုးအမှတ်3ရပ်ကွက်ရှိမောမြေဦးပန်းချံအနီးတွင် မြို့တန့်ရှင်းတာယာရေးနှင့်ရေစည်းရေလာကောင်းမွန်စေရေးအတွက်ဂျွန်လ22ရက်နေ့နဲ့9ရက်နေ့ကခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများတပ်ရင်းတပ်ဖွဲ့ဝင်များစုပေါင်း၍ ရေနှုတ်မြောင်းများဆက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ထို့သို့ဆောင်ရွက်ရာတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဦးဆောင်၍ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများတပ်ရင်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ကလောမြို့မောမြေဦးပန်းချံနီးရှိ ကလောချောင်းတွင်စည်းဝင်သည့်ရေနှုတ်မြောင်းပိတ်ဆို့မှုဖြစ်နေသည့်နှုံးမြေအမိုက်များဆက်ယူခြင်းခြုံတွင်မြက်ပင်များခုတ်ထွင်ရှင်းလင်း၍ ရေစည်းရေလာကောင်းမွန်စေရေးအတွက်စုပေါင်းတန့်ရှင်ရေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးမိုင်းယူမြို့ပြည်သူ့စေရုံ၌စုပေါင်းတန့်ရှင်ရေးပြုလုပ်တဲ့တဲ့ရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းအောင်ခရိုင်မိုင်းအောင်မြို့နယ်မိုင်းယူမြို့တွင်မြို့တန့်ရှင်တပ်ရက်တာယာလပစေရေးအတွက်အပတ်စဉ်စနေနေ့စုပေါင်းတန့်ရှင်ရေးလုပ်ငန်းကိုယနေ့နေ့နဲ့9နာရီကပြည်သူ့စေရုံ၌ဆောင်ရွက်ခဲ့ကြပါတယ်ရင်းသူဆောင်ရွက်ရာတွင် ဌာနဆိုင်ရာကြီးကဲများနှင့်ဝန်ထမ်းများကစေယုံပတ်ဝန်းကျင်ရှိခြုံတွင်များမြင့်များခုတ်တွင်ရှင်းလင်းခြင်းအမိုက်များရှင်းလင်းခြင်းလုပ်ငန်းများအစုပေါင်းဆောင်ရွက်ခဲ့ကြပါသည်အစုပါစုပေါင်းတန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုမြို့အုပ်ချုပ်ရေးမှူးဦးလောထွေးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည့်များဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်ခင်ဗျာဆက်လက်ပြီးပုံပါခြင်းမြို့အတွင်း တန်ရှင်းတာယာလပစီစုပေါင်းတန်ရှင်းရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်ပုံပါကျင်းမြို့တွင်တန်ရှင်းတာယာလပစီရန်အတွက်စုပေါင်းတန်ရှင်းရေးလုပ်ငန်းများကို စင်စက်မပြတ်ဆောင်ရွက်လျက်ရှိရာယနေ့နနေ့9နာရီကအမှတ်9ရပ်ကွက်စုံကွီမြောက်ဘုံကြီးကျောင်း၌စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်။ထို့သောတန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ဘုံတော်ကြီးကျောင်းဝင်းအတွင်တန်ရှင်းတာယာလပစီရေးအတွက် ်မြက်ပင်ပေါင်းမင်များချုံနှယ်များအမိုက်များရှင်းလင်းပေးခြင်းစနစ်တကျစွန့်ပစ်ပေးခြင်းလုပ်ငန်းများကိုမြို့အုပ်ချုပ်ရေးမှုဦးအောင်အောင်ဦးဆောင်၍ဌာနဆိုင်ရာများတပ်ရင်းတပ်ဖွဲ့များစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်ခမညာ